Facebook တီထောင်သူမတ်စုကဘက်ဟာ၎င်းရဲ့ပထမဆုံးအကြိမ် Facebook Live အမေးအပြေကဏ္ဍကိုမရေကပြုတ်လုခဲ့တယ်လို့သိရပါဗျ။ဒီကဏ္ဍမှာပါဝင်တဲ့အကြောင်းအရာတွေကတော့ Orlando မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုနဲ့ Paris မှာ Paris မှာဖြစ်ပွားခဲ့တဲ့ရဲရရှိနဲ့၎င်းရဲ့မိသားစုဝင်မှာမိသားစုဝင်များတိုက်ခိုက်ခံရမှုအကြောင်းတွေပဲဖြစ်ပါတယ်။ Florida ပြည်နယ် Orlando ရှိညကာဝဲရုံမှာတနက်သမား2ဦးကလူပေါင်း49ဦးကိုပြစ်ဒဏ်ခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Facebook အနေနဲ့ American ပြည်တော်စုအတွင်ပထမဆုံးအကြိမ်ဖြစ် Safety Check လုံဆောင်ချက်ကိုဇွန်လ12ရက်နေ့ကစတင်ခဲ့ပါတယ်။ဒီလုံဆောင်ချက်ဟာ Facebook ကိုအသုံးပြုသူတွေအနေနဲ့မတော်တဆမှုဒါမှမဟုတ်ရင်သဘောအဘေးအန္တရာယ်အတွက်မှမိမိအသက်ရှင်နေတဲ့ဆိုတာကိုကဘာတဝန်းကိုအတိပေးနိုင်တယ်လို့ရှာဖွေဖို့အတွက်လည်းအသုံးချနိုင်မှာဖြစ်ပါတယ်။ဆိုကဘက်ဟာအမေးဖြေကဏ္ဍအတွင်း website ပေါ်မှာမေးပြန်ထားတဲ့လူကြိုက်အများဆုံးမေးခွန်းများကိုဖြေကြားခဲ့တာပဲဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဆိုကဘက်ဟာလူရှင်တော်ဂျာရီဆေးဖေးနဲ့လည်းချိတ်ဆက်ပေးခဲ့ပြီးဆေးဖေးဟာ Facebook by virtual reality headset ဖြစ်တဲ့ Oculus Rift ကိုပိုင်ဆိုင်လိုတဲ့အတွက်အခုလိုလာရောက်ရခြင်းဖြစ်တယ်လို့ပြောကြားခဲ့ကြောင်း writer သတင်းတရရသိရှိရပါတယ်ခင်ဗျာ။